ားအလုံးမဲမင်္ဂလာပါခင်ဗျာဒိုကိဖီနီ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့နှွားចောင်းသားပဲဖြစ်ပါတယ်ယခုကျွန်တော်တင်ဆက်ပေးမှာကတော့ဗကြီးအောင်ចောင်းဖြာနဲ့ဇန်ညွန်ကရုဏာရှင်တို့ရဲ့အစားတသက်မင်းဆိုတဲ့ကာတွန်းရုပ်ပြဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ညီလေးညီမလေးများပါဝင်အလုံးမဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ 1940ခုနှစ်တွင် ခမဲတော်ဘိမသာရာမင်းအားလှုပ်ကြံ၍အဇာတတမင်းသားသည် မာဂရာတိုင်းရာဇဂြိုပြည်ကို သိမ်းယူလေ၏အဖသမင်းဟုသောရုပ်တော်တရင်က ခနာချင်းပင်တိုင်းပြည်အနှံ့ပြန်လွင်ခဲ့သည်အဇာတတမင်းသားကခမဲတော်ကိုလှုပ်ကြံပြီးထီးနှံကိုသိမ်းယူလိုက်ပြီတဲ့ဖရာဖရာမကြဝမနာသားပါကလားထို့နောက်အဇာတတမင်းသားသည်လည်းဇာတကတတ်ထုဟုသောဘွဲ့နာမခန့်နေ၍မာဂရာတိုင်းရာဇဂြိုပြည်ကို အုပ်စိုးမင်းပြုလေ၏ အဇာဒဒံမင်းပြူပြီးနောက်ဆရာဖြစ်သူဒေဝရယဟန်အားချီးမြှောက်လို၍ငါဤမူးမတ်အပေါင်းတို့ငါသည်ငါဤဆရာဖြစ်သောရှင်ဒေဝရအားချီးမြှောက်ပူဇော်လိုပါ၏ငါဤဆရာရှင်ဒေဝရယဟန်သည်ကတကိုယ်ကြီးမှာအသိဉာဏ်ဖြင့်ပြည့်စုံလာပေတယ်ထို့ကြောင့်ဗန္နာရိုက်မှာငွေကိုထုတ်မင်းဆရာရှင်ဒေဝရအားကာယာတိတ၌ကျောင်းတော်ကြီးစောက်လို့လှူဒန်းပါအံအမိန်တော်တိုက်မှာဖျားဆရာမူးမတ်တို့လည်း ငွေတိုင်းမှုဘန္နာစိုးထံမှငွေကြေးထုတ်ကြသည်ငွေကြေးကိုအလုံးလောက်ထုတ်ပေးဖို့ကျွန်ုပ်ကိုမင်းကြီးစီတော်မူတဲ့အတွက်အချိန်မရွေးထုတ်ယူကြပါအမှန်မင်းတို့ကောင်းပါပြီငွေတိုင်းမှုအတော်ဆုံးလက်ရအကောင်ဆုံးလက်သမားကျော်ပယံဆရာတို့ကို ခေါ်ယူအခါပေးက ရှင်ဒီဝရအတွက်ကြောင်းကိုဆောက်လုပ်စေ၏အရှင်မွေးတော်နေချင်းကြီးဆိုတဲ့ဇကာတေမှန်မကလားရောင်းရင်မှန်မဗျာမင်းဆရာယဟန်နေမယ်ကြောင်းပြီပဲမင်းဆရာဖြစ်သောရှင်ဒီဝရက်က ကာယာတီတ၌ဆောက်လုပ်ပြီးစီသောဆံကြောင်းတော်တွင်သူ၏နောက်လိုက်ယဟန်များဖြင့်ဆံနေလေ၏။ဆရာရှင်ဒေဝရဖျားတပဲ့တော်အဇာတတသွန်ဘောစဉ်အာဟာရတို့ဆက်ကပ်ပါသည်။ကောင်းမွေစွာအရှင်မင်းမြတ်ဆရာရှင်သွန်ဖုံပြီးတော်မူပါဗျာ။ကောင်းချီပြီမင်းကြီးဇာတတမင်းသည်သူတော်မဟုတ်ရုပ်သောရှင်ဒေဝရအားကိုးကွယ်စည်းကပ်လေသည်။ရှင်ဒေဝရလည်းရာဇချိုပြီးပြည့်ရှင်မင်း၏မင်းဆရာအဖြစ်ရောက်ရှိခဲ့တော်လေ။ ူ၏ရုပ်သောအကျင့်ကိုသိ၍ရာဇကြိုပြည်သားတို့၏စီကတ်ခြင်းမရှိသောအဖြစ်သို့ရောက်ရချေသည်ငါ၏ကြောင်း၌စီကတ်သူတို့ယော်နေကုန်မှာပေါ်လားမှန်ပါ၏ဆရာရှင်ဖရာကိုတော်မြတ်သည်တန်ဃာတော်တို့အားဘဂဒနိယကံကိုပြုစေခြင်းကြောင့်ကိုးကွယ်သူ ရှားပါခြင်းမှာဖရာတို့ဖြစ်တော်လဲမင်းเสียဖြစ်၍လလာဘစိတ်တုံးခြင်းကိုပူပန်ခြင်းမရှိပါနဲ့အရှင်မှန်လာပြီလေငါရှင်တို့မြတ်စွာဘုရားရှင်မှတန်ဃာတော်တို့အား တက္ကတဏိယကံကိုပြုစေခြင်းကတန်ကတော့အရှင်မြတ်တို့ဖရာဆရာဒေဝရတ်သည်ရှိသောအခါကသဘောထားနှင့် အခုသဘောထားမတူပြီးထိုပြုသောကာယကံဝစီကံ မနောကံသုံးပါးသည်ဖရာနှင့်အလိုတူ၏ဟု၍၎င်းတရားနှင့်အလိုတူ၏ဟု၍၎င်းတန်ဃာနှင့်အလိုတူ၍၎င်းမယူမှတ်ကုန်လင်တန်ဃာတော်တို့သည်ထိုကမ္မဝါဖြင့်ဘဂတဏိယကံကိုရာဇချိုပြီ၌ပြုကြခြင်းကြောင့်ယဟန်ရှင်လူပရိသတ်တို့တိရှိခဲ့ကြလေ၏ ထို့သို့သောအခါအချို့သောတရားတရားနှင့်မပြည့်စုံပညာမရှိကုန်သော လူတို့သည်သာဂီဝင်မင်းသာဖရာတပည့်ဖြစ်ကုန်သောယဟန်တို့သည်ဒေဝရတ်၏လာဘတက္ကရာကိုအလွန်ညူဆူကုန်စွာမှန်လိုက်လေအချို့သောအစဉ်ချင်းပညာများကုန်သောလူတို့မှာဖရာကိုယ်တော်မြတ်သည်ဒေဝရတ်အားပက္ကတနိယကံကိုပြုခြင်းမှာတစုံတစ်ခုသောအကြောင်းအရေးခင်းကိုမြင်တော်မူ၍ဖြစ်ပေလိမ့်မယ်အဆွေတို့ဤစကားအမှန်ပဲဗျာထို့နောက်တွင်ကအဇတတမင်းလည်း သူအားကြီးစွာသော တုံလုံချင်းကိုဖြစ်စေမိတဲ့င်းကိုကြားရလေ၏။ဘာငါရဲ့ဆရာရှင်ဒေဝရတ်ကိုမြင်မြူပြီတဲ့လားမမဖြစ်နိုင်တာမူမတို့မှန်မအရှင်မင်းကြီးအရှင်မင်းကြီးဆရာရှင်ဒေဝရတ်ဒီအမှန်တကယ်ပင်မြင်မြူခြင်းခံလဲရပါပြီဖျားအလိုလေငါကောဆရာရှင်ဒေဝရတ်လိုမြင်မြူခံမှာလားဖျားဖျားထို့အခါအဇာတတမင်းလေကြီးစွာသော ထိတ်လန့်မှုကို ခံစားရလေတော့ဤအဇာတတမင်းသည် ရာဇဂြိုနန်းပလင်ပေါ်တွင်မင်းစည်းစိမ်ခန်းစားနေရတော့လဲထိတ်လန့်တုန်လှုပ်မှုကကြီးစိုးနေကလေး၏အမ်ဘယ်ဘယ်တော့များငါ့ကိုမြေမျိုးမလဲမသိဘူးအဇာတတမင်းကထိုစိတ်ကြောင့်ပင်စားတော့ပွဲကိုပင် ကောင်းကောင်းမစားတော့နိုင်ရှာတော်တော်ပြီငါကိုတော့မစားချင်တော့ဘူးကွဲတော့ပွဲတော်စားကိုတင်းစီပြီတော့မှန်မှန်ပါရှင်မင်းကြီးအဇာတတမင်းဒီညဆက်တော်ဆောင်အိယာထက်ညောင်ဆောင်တင်စားလီ၌လေဆက်တော်ခေါ်အိတ်မပြောနိုင်ရှာ ဟမ်အခုနေများငါဆရာရှင်ဒီဝရတ်လို့မြေမျိုးခံရရင်ဒုက္ခအိမ်နေတော့ဘာဆိုဘာမှတိလိုက်မှာမဟုတ်ဘူးရေတော်ရင်မှဇာတတမင်းလေသူကျူးလွန်မိတော့အပြစ်များကိုတစိမ့်စိမ့်ပြန်လဲမြင်အောင်ပြီးထိတ်လန့်တုံလုံးမိလေတော့သည်ငါငါအပြစ်ကိုဘယ်လိုစေကြောတန့်စင်ရပါအဇာတတမင်းထိတ်လန့်ခြင်းအကြောင်းမူကားဆရာရှင်ဒီဝရတ်ပါကလားကြွတော်မူပါဖျားအရေးကိစ္စရှိလို့လာခဲ့တာပဲမင်းသား အယေရှိကမိန့်ဆိုတော်မူပါဗျာမင်းသားရဲ့အိမ်တော်မှာမိန့်ဆိုလို့မဖြစ်ပေဘူးစိတ်ကြွယ်ရာအရာကိုတွားမှာဖြစ်လိမ့်မယ်ကောင်းပါပြီဗျာအဇာတတမင်းသားလည်းရှင်ဒီဝရယဟန်နဲ့အိမ်တော်မှာထွက်ပြီးလူသူကင်းရှင်းသောအရာတို့ထွက်ခဲ့လေသည်ဤအရာကလူသူကင်းရှင်း၍အရှင်ဘုရားလိုရာအမင်းရှိပါလော ကောင်းစွာနားထောင်လောအရှင်သားရှေးခါကလူတို့ဤအသက်ကရှေးကြလေသည်ယခုကာလကလူတို့ဤတန်တန်တိုးလေ၏ တင်မဖျားမင်းသားကြီးခမဲတော်ဘိမသာရာမင်းကြီးသည်အသက်အရွယ်ကြီးမားသူမဟုတ်သည်ဖာခင်မင်းကြီးအသက်ကုန်မှ အသင်မင်းသားမင်းဖြစ်သောအိုမင်းသောအခါမှ စီးစိန်ကိုခံစားရအံမှန်ပါသည်ဆရာရှင်ဖို့တို့အိုမင်းမင်းစီးစိန်ခံစားရသော၆ကပိန်လီသောတတ္တဝါ၏အသားကိုစားရတဲ့ကဲ့သို့၎င်းဟောင်းနွမ်းယိုယွန်းအရသာကင်းသော ထမင်းမုံ၅တစ်တီးများကိုစားရတဲ့ကဲ့သို့၎င်းအရသာမရှိပြီ။ထို့ကြောင့် အစင်အွေရှိတုံးရွှေနှံစည်းစိမ်ခန်းစားရအောင်အဖေဖြစ်တော့မင်းကြီးကိုဖယ်ရှားကမင်းပြုပြီးတော့ငါဒီလဲရောက်ဖာဖြစ်တော့ဂေါရမကိုတတ်၍ဖရာလုပ်ပြီးအံကောင်းလာပါပြီဆရာရှင်ဤအကြံအတိုင်းလိုက်နာပါအံတနေ့တော့အခါအစားတတမင်းသားလေသူဤပေါင်၌တန်လျက်ကိုကျိုးဖြင့်စီးနောင်ခဲ့လေသည်အံငါရဲ့ဝိယုံဆင်မြန်းလိုက်ရင်ပေါင်မှာဝှဲ့ယူလာတဲ့တန်လျက်ကိုရဲမက်တွေမမြင်ကောင်းပါဘူးထို့နောက်မင်းသားလေမင်းကြီးဤနန်းဆောင်သို့ဝင်လျား ရိုက်လိုက်ပါအသင်မင်းသားဘာကြောက်များလဲရဲမဲတို့ငါဤခမဲတော်ဆံရအဆောင်တို့ဖူးတွေ့ရန်လာရောက်သည်ပဲမှန်ပါတို့တော်တာဝန်အရာစစ်ဆေးရပါလိမ့်မယ်မင်းသားရဲမဲတို့စစ်ဆေးတော့အခါမင်းသားရဲ့ပေါင်မှာတန်လျက်သားကိုယူဆောင်လာတာတွေ့ရကြောင်းမှာဗိုလ်မင်းဟမ်မင်းအိမ်တို့ဝင်းလျင်လက်နဲ့ပစ္စည်းယူခြင်းမရှိစေရဆိုသောစီကံကို ဖောက်ဖြဲယူဆောင်လာသောမင်းသားကိုနှောင်ကျိုးတဲ့ဖန်းခေါ်စေရဲမဲတို့မှာ မူးမတ်တို့ရှိသူခေါဆောင်ဆစ်ဆီးခဲ့ရာဒေမင်းသားသည်အဘယ်အကြောင်းကြောင့်တန်လျက်ကိုဝက်၍ယူဆောင်လာသနည်းမင်းကြီးအားလောက်ကြံခြင်းက ကင်ဆောင်လာခဲ့ပါ၏အဘယ်တို့စီမံခိုင်းစေသနည်းဆရာဒေဝရတိုက်တွန်းသောကြောင့်နေမွန်းလွယ်သော မင်းပရိသတ်ပါခြင်းကြံစီခြင်းဖြစ်ပေသည်ဤမင်းသားသည် မကြံအပ်သည်ကိုကြံ၏မင်းသားနှင့်တကားဒေဝရယဟန်တန်ကာတို့ကိုတတ်တင်မိသည်အမတ်တချို့ကမူဒေဝရနှင့်မင်းသားကိုသာတတ်တင်မာသည် ယဟန်တန်ဃာက မင်းကြီးအားပြမခြင်းမရှိပါအချို့သော အမတ်တို့မှလည်းငါတို့၏အရှင်မင်းကြီးသည် မင်းသားဝမ်းတွင်း၌ရှိစဉ်ကပင်သာမာတတ်အံ့သောအကြောင်းအားသိလေသည်အဇာတတမင်းသားအားချုံနောက်၍မင်းကြီးဗိမ္မာတာရှိသူဝင်ကြတော့ချက်သာငါအားအဘဲကြောင့်တတ်လို့တနည်းမှန်ပါမင်း၏စီစဉ်ကိုလို၍တတ်ရန်ကြံစီပါ၏ဖျားသင်အားငါမွေးမြူခြင်းသည်မင်းစီစဉ်ကို ပေးလို့၍ပင်မဟုတ်သလောကောင်းချေပြီ သင်အားမင်းအဖြစ်ကိုငါပေးမည်မင်းသားအားတက်လို့တော့မူးမတ်တို့ကိုဖယ်ရှားပြီးအလိုတူသောမူးမတ်တို့နှင့်မင်းအဖြစ်ကိုဆောင်းလင်းစေဒေဝရထံသို့မင်းအဖြစ်ကိုရပြီးတော့အဇတတမင်းမှာဆရာရှင်ဒေဝရတပည့်တော်သည်ယခုအခါရာဇဂျိုထီးနှန်းကိုရခဲ့ကမာဂရာတိုင်းကို မင်းပြုရပါပြီဖေဟာအရှင်ဖေဟာ၏အရေးသာကြံမာတော့သည်သင်က အမှုကောင်းစွာမပြီးပဲလျက်ပြီးသည်ဟုမှတ်သလောမိတို့ပြုရမည်နီအရှင် မင်းကြီးတစ်ပင်တို့မှာ အမြင့်မှဆာ၍တတ်မှသာတစ်ပင်တို့မှာပြန်၍မပေါက်နိုင်တော့ပါမိန့်တော်မူပါအောင်ဖျား အသင်မင်းကြီးဤဖခင်သည်သုံးလေးရဲ့ကြာလျင်တင်အားဖြည့်ဆည်း၍မင်းစည်းစိမ်ကိုပြန်၍မယူနိုင်မီလောလူတို့ဓမ္မတာကောင်းခိုက်ကိုကျင်နာပြီးဆင်းရဲလာလျင် မုန်းလာချေမီရံမီးကိုအဆုံးတိုင်ငိမ့်အောင် ပြုပါလောမင်းကြီးဒေဝရကဖခင်ကိုတတ်ရန်တိုက်တွန်းခဲ့တော်ဤသို့ဆိုလျင်တပည့်တော်သည်ဖခင်အား ဒါဖြင့်တတ်ထိုက်သည်မဟုတ်ပါလောဘဲသူတတ်စီရမည်နီဒါဖြင့်မတတ်ထိုက်သည်ကမှန်ပါ၏မင်းကြီးလူသူစိတ်ငြိမ်သောအကျဉ်းထောင်၌ထားကထမင်းအာဟာရဖြတ်သောတင့်၌အပြစ်မရှိပါမင်းကြီးကောင်းပါပြီအရှင်မင်းကြီးခမဲတော်အားဆရာရှင်ပေးသည့်အကြံယူကတတ်ပါမည်လင်းမြန်စွာတတ်ပြီတော့မင်းကြီးအစာတတမင်းလေဖခင်ဘိမသာရာမင်းအားကျင်းကြလုံကြုံသောအကျဉ်းထောင်၌ချုံနောင်စေသည် အာနာသားတို့ကိုတင်းကျပ်စွာစောင့်စေ၏ ငါဤမေတော်မိဖုရားမှတပါ အခြားသောသူမဝင်စေနှင့်ငါခမဲတော်အားမြည်သည့်အာဟာရများမကြွေးရပေးခဲ့လျင်ထိုသူအားကြီးစွာသော အပြစ်ကိုပေးအံတင်းကြစွာမောင်မင်းတို့စောင့်ကြလော အမိန်တော်တိုင်းမှာမင်းကြီးလာအတန်ငယ်ကြာပြီးနောက်ဝေဒီဟီမိဖုရားခေါင်းကြီးလည်းသားတော်အစာတတတ်ထံသွား၍သင်ဤဖခင်သည်သင်အားမင်းဖြစ်ကို ပေးခဲ့ပြီးအကျဉ်ထောင်သို့သွင်းရ၌လေအသားတကြီးအဖမ်းခံခဲ့၏ထို့ကြောင့် ပွဲတော်စာမကြွေးလျင်မသိမသားတော်မဲတော်ဖျား ဖခင်ကြီးအားဘာအစာအဟာရကိုမျှကြွေးခြင်းကိုခွင့်မပြုနိုင်ပါမဲတော်ဆံရသူပြန်ပြီးတော့သားတော်စဉ်းစားပါဦးလို့ထမှန်တောင်းဆိုခြင်းမပြုပါနဲ့မဲတော်သားတော်ခွင့်မပြုနိုင်ပါကောင်းကောင်းပါပြီကွယ်ဝေရေဟီမိဖုရားကြီးလည်းရွှေခွက်၌ထမင်းအဟာရတို့ထဲ့ကဝဲ့၍မင်းကြီးအကျဉ်ထောင်သို့ဝင်လေသည်မောင်တော်ဖျားဤရွှေခွက်၌ပါလာသောထမင်းတို့အား အာနာသားတို့မမြင်အောင်တုံးဆောင်တော်မူပါဗျာမင်းကြီးလည်းဝဲ၍ယူလာသောရွှေခွက်အတွင်းမှထမင်းဟင်းတို့ကိုတုံးဆောင်ပြီးတော့ငါသည်ဤအာဟာရတို့ဖြင့်မျှတအောင်နေပေမည်ရှင်မီဗျာသားတော်အမျက်ပြေလျင်ငါအသက်ချမ်းသာရာရပေအံမင်းကြီးလည်းစိတ်အေးချမ်းသာစွာ နေတော်မူလေသည်ရဲ့အတန်ကြာသောအခါအဇဒတန်မင်းမှာငါဤခမဲတော်အသက်သေးပြီလောမသေးသေးပါမင်းကြီးအဘဲကြောင့်အသက်မသေးရပါသည်နီ မဲတော်ဝီရီဟီသည် ရွှေခွက်ဖြင့်ထမင်းဟင်းကိုဝှက်၍ယူဆောင်ကြွေးခြင်းကြောင့်မတည်ဆုံးခြင်းဖြစ်ပါသည်ဖေဟာကောင်းပေပြီငါဤမဲတော်ရဲ့ခန္ဓာကိုယ်အားရှာဖွေပြီးမှသာခမဲတော်အားတွေ့ခွင့်ပေးစီမှန်ပါအရှင်ဝီရီဟီမိဖုရားကြီးသည်လည်းရွှေခွက်ဖြင့်ထဲ့၍မရသောအခါလေးပါသောစတုမတူဖြင့်ပြုလုပ်သောမုံလုံးကိုစရုံတွင်ဝဲ့၍ယူကာအကျဉ်ထောင်သို့ဝင်လေသည်ထို့နောက်မောင်တော်နှမတော်စရုံ၌ဝဲ့၍ယူလာသောမုံလုံးကို ကောင်းစွာသုံးဆောင်ပါလော့ဖျား နန်းကြဘရင်ဘိမသာရလည်းမုံလုံးကို သုံးဆောင်လေသည်အဟာရမျှပါသလားမောင်တော်ထိုမုံလုံးဖြင့်ကောင်းစွာ အသက်ရှင်နိုင်ပါ၏နှမတော်အဇာတတမင်းလည်းလာခွဲမြထတ်ကြလျင် မောင်မင်းတို့ငါဤခမဲတော်အသက်ရှင်နေပါသေးတယ်လောအရှင်မင်းကြီးဤခမဲတော်သည်ကြမ်းမာစွာရှိနေပါသေး၏ညီတို့သောအကြောင်းကြောင့်အသက်ဆက်နေနိုင်ပါသည်လေမှန်ပါမယ်တော်ဤစရုံးတွင်ဝဲဟူလာသောမုံလုံးကြောင့် အရှင်မင်းကြီးခမဲတော်အသက်ရှင်နေရခြင်းမှာဖျားထို့သို့ဆိုရင်မဲတော်အားသပင်ဖားလျားချ၍ခမဲတော်အားတွေ့ခွင့်ပေးစီအမိန်တော်အတိုင်းမှာဖျားမဲတော်ဝေဒီဟီလေအပြားပြားသောမုံထမင်းကို ရွှေချေနှင်းတွင် စီးနှင်းကအချုပ်ထောင်သို့ဝင်လေသည်မောင်တော်ဖျား ရွှေချေနှင်း၌ဝဲ့ယူလာသော မုံအပြားတို့ကို အာဟာရမျှအောင်စားသုံးပါလောနမတော်ငါသည်ဤအပြားပြားသောမုံတို့ကို စားသုံးခြင်းဖြင့်အာဟာရပြည့်ပါ၏ ငါအသက်အတွက်မဆိုးရင်ပါလင်ဝမ်းမြောက်လာပါသည်မောင်တော်တဖန်ခொနည်းခန့်ကြာလျင်အစားတတမင်းမငါဤခမဲတော်မတည်သေးသလားမတည်သေးပါမဲတော်ဤခြေနှင်းတွင်ပါလာသောမုံအပြားပြားတို့ဖြင့်အသက်ဆက်နေနိုင်ကြောင်းပါဗျာဤသို့ဆိုလျင် ခမဲတော်ထံမဲတော်ဝင်လျင်ခြေနှင်းမပါပါစေနှင့်မင်းချင်းအာနာတို့မှန်လားပါမင်းကြီးအမိန်တော်တိုင်းဆောင်ရွက်ရန်အသိရှိကြောင်းပါဗျာဝေရေဟီမိဖုရားကြီးလည်းသူဤကို၌ စတုမတူဖြင့်လိမ့်ကြံပြီးမှအကျဉ်ထောင်သို့ဝင်လေသည်အကျဉ်ထောင်သို့ရောက်လျင်မင်းကြီးအားကိုမအချစ်ယူကစားစေလေ၏မင်းကြီးဗိမ္မာတာရလည်းစာလောင်လှ၍စတုမတူကိုနှိမ့်ချိုက်စွာ သုံးဆောင်လေတော့သည်ထိုဖြစ်ရကိုမြင်သောအာနာသားတို့လည်းဝမ်းနည်းစွာငိုကြွေးကြရှာ၏ဆိုးလိုက်တဲ့အဖြစ်ပါလားနောက်လင်းငါရဲ့ခံကြသောဗိမ္မာတာရမင်းမတိချောင်းအစတတမင်းကြသောငါဤမေတော်အားခမဲတော်ရှိရာအကျဉ်ထောင်သို့မသွားစေရာ ဝေရေဟီမိဖုရားသည်သားတော်အစာတတမင်းဝင်ခွင့်မပြုသောအခါအကျင်းထောင်တကားဝသို့သွားကလူလေးမျိုးတို့ဤကောင်းကျိုးချမ်းသာကိုလူလာပြုပြင်တော်မူသော အရှင်ဘိမသာရမင်းမြတ်မိမိကို တက်လက်တန့်သောသားကိုခြိမမွေးမြူခဲ့သောကြောင့်ဒုက္ခဆင်းရဲခြင်းကိုယခုခံနေရချေပြီ အရှင်သားမင်းယုတ်သည်ကျွန်ုပ်ကိုမျှဝင်ခွင့်မပေးယခုဖူးမြင်ရခြင်းသည်အဆုံးစွန်သောဖူးရခြင်းပင်သည်ကျွန်ုပ်သည် ကိုနှုတ်နှလုံးသုံးပါဖြင့်ရှ िख ူးပူဇော်ပါ၏ကျွန်ုပ်၌ကဲ့ရဲ့ထိုင်သောအပြစ်ရှိမှုတီးခံတော်မူပါလောငိုယို၍ဝေရေဟီမိဖုရားသည်လင်သားကိုအကြိမ်ကြိမ်ရှ िख ူးပူဇော်လေသည်ဘိမတာရာမင်းလည်းထိုချိန်မှစ၍အနှဲငယ်မြသားသမင်းကိုမဆရတော့လေငါကမက်ဖို့ချမ်းသာကိုခံစားပြီးဇင်းကြံလျှောက်ပေးအံဇင်းကြံလျှောက်ခြင်းဖြင့်ဘိမတာရာမင်းကြီး၏အသားရေကပုံမတင့်တယ်လာလေသည်ဘာ ငါရဲ့ခမဲတော်ဟာအသက်မတည်သေးဘူးဟုတ်စမှန်မှန်မဖျားဘာကြောင့်မတည်ရသလဲငါ့ကိုရှောက်စမ်းအသင်မင်းကြီးခမဲတော်ဒီမက်ဖို့ချမ်းသာခန်းစားရင်စင်းကြံရှောက်တော်မူသဖြင့်ဥရုတပရမျှတာပြီးမတည်နိုင်ကြောင်းပါဖျားထို့သို့ဆိုရင် ခမဲတော်ကို ခြေဘဝဓားပြင်မွန်းစာလူကမိခင်စီမှန်မမှန်မအမိန်တော်တိုင်းပါဖျားမင်းချင်းယောက်ျားတို့လေအရှင်မင်းကြီးကျွန်ုပ်တို့အား အမျက်တော်မထားပါလင် အရှင်သားတော်ဤအမိန့်အရာ ဆောင်ရွက်ရပါသည်ဖရာကောင်းပေပြီတင်တို့မင်းစီရင်သည့်အတိုင်းငါအာဆောင်ရွက်ကြလောမင်းချင်းအာနာသားတို့လည်းတာလီဓာဖြင့်ဗိမသာရာမင်းဤခြေဘွားကိုမှွန်းစားသိပ်ပြီးမိခင်ကြတော်ဤအဟောဘုဒ္ဓောအဟောဓမ္မောအဟောတန်ကိုနှလုံးသွင်း၍အဖမ်းမှန်ရေရွရင်ဗိမသာရာမင်းကြီးလည်းနိုင်ရွာဆန်ရှာလေဤ နိုင်ရွာဆံပြီးနောက်စတုမဟာရာဇနဘုံဝဲဗိမတာရာမင်းကြီးသည်ဝေဒဝံနမင်းဤဇဏဝတဘနတ်သားဖြစ်ရလေသည်မင်းချင်းတို့လည်းခမဲတော်နိုင်ရွာဆံချောင်းနန်းတော်သူအသွာအဇာတတမင်းဤမိဖုရား၌သားတော်အုတ်တရာဘဒမွေးချောင်းလျှောက်တင်လာသူတို့နှင့်မျက်နှချင်းဆိုင်မိကြတော်၏ကျွန်ုပ်တို့သတင်းကားမင်္ဂလာသတင်းဖြစ်၏အသင်တို့သတင်းကားအမင်္ဂလာသတင်းဖြစ်၏ထို့ကြောင့်ငါတို့အရင်လျှောက်ပါအံ့ ဒါတော်ဖားမြင်ကြောင်းလျှောက်လို့သူတို့ထံမှာမြတ်တော်မင်းကြီးမိဖုရားသည်ဒါတော်ဩဒိယဘဒ္ဒဖားမြင်တော်မူကြောင်းမှာဗျာ။အိုးဒါတော်လေးတဲ့လားအဇာတတမင်းလည်းဒါတော်ကိုချစ်တော်စိတ်ရိုးရင်းခြင်းစီထီအောင်ဖြစ်မိလျာမဲတော်ကိုကြည်၍မဲတော်ဖုရားကျွန်ုပ်ဤခမဲတော်သည်လည်းဒါတော်အားဤသို့ချစ်ပါ၏တော်။ဟဲမင်းယုတ်မင်းမိုက်တင်ဤကို၌ဖြစ်သောချစ်ချင်းထက်စူပွေရာမရှိချေ။သင်ဖာခင်က တူနိုင်ဖွယ်မှရှိချစ်လာပေသည်သင်ဝန်းတွင်၌ရှိစဉ်ကပင်သင်ဖာခင်၏လက်ယုံသွေးကိုတောက်လိုစိတ်ငါ၌ဖြစ်လာ၏လွန်စွာဆန္ဒပြင့်၍ငါမဆားနိုင်မအိမ့်နိုင်ဖြစ်ရ၏အကြောင်းစုံကိုတိလျင်ချက်ချင်းပင်သွေးဖောက်ငါအာတောက်စေသည်ထိုအကြောင်းရင်းကမိဖုရား၏ဝမ်း၌လွဲထားသောသူငယ်သည်အဖအားပြန်၍တတ်အံ့ဟုနမိတ်ဖတ်ကြားပေသည်ငါကဤသားကိုမမွေးလိုဟုပြောတော်လေသင်ဤဖခင်သည်ငါအား တက်လူကတက်စီမဖြက်ပြီဟုဆိုရှာ၏အချင်းချင်းငါဖြက်စီမိကြံသောတင်းဖခင်တား၍ဖြက်မရခဲ့ပြီတင်းဖွားမြောက်ချင်းကတင်းဖခင်သည်မအိမ်နိုင်မစားနိုင်ဖြင့်တင့်အားဆောင်းလျှောက်ပေသည်တင်းငယ်စဉ်က လက်မ၌ခူနာပေါက်သောစောက်တီယာမယပြည်တယ်လာရာတင်းဖခင်မင်းကြီးသည်ကရွင်း၌ငုံကာပြီးပေါက်စေ၏မယုံမရှာထိုပြီးဘုတ်တို့ကိုတင်းဤဖခင်သည်မျိုးချရှာလေတယ် ထို့သို့ချစ်ရှာသော ဖခင်ကိုကျေးဇူးကံတည့်ရသောသင်ကားရုပ်လာပေသည်သင်ထယ်ရုပ်သူ လူတို့ပြည်၌မရှိပေ။အိုးမေတော်ဖျားသာတော်မှမှားမိပါပြီ။ခမဲတော်ကိုသာတော်ပြင်မမိပါပြီဖျား။မင်းချင်းတို့ငါဤခမဲတော်အားအချင်းထောင်မှအမြန်လွတ်စေ။နှောင်းပါပြီဖျား။မင်းကြီးစေတော်မူ၍ခြေဘဝဓာဖြင့်မှွန်းစာလူမိခင်သောကြောင့်ကံတော်ကုန်ပါပြီဖျား။ ငါကမပြင်းမထိုက်သူကို ပြင်းမမိချေပြီငါငါအပြည့်ကြီးလာပြီတဲ့တပင်ညူမြတ်စွာဘုရားကိုဖူးမြင်လို့တော်လဲငါကမကဝံမီငါငါအပြည့်ကိုဘယ်လိုလုပ်ရပါမလဲအဇာတတမင်းက နေ့စဉ်နဲ့အမျှအဖသကံကိုတွေးကမအိတ်နိုင်မစားနိုင်ဖြစ်နေတော်သည်အဇာတတမင်းလည်းတစောင်းမုံးလကြတ္တိကနက်ခတ်နှင့်ရှင်သောညင့်အခါ၌ငါဤအပါ၌ခါစားနေသော ကောမာရာဘိဆာဇီဝကကိုခေါ်ကား ဖះရှင်ထံသို့သွားတော်ကောင်းလီစွာတို့ပေမဲ့ဖះထံငါမသွားဝင်၍ဇီဝကအားပရိယေဖြင့်ဤလိုညာမျိုးဝယ်အဘေယဟန်ပုံနာကိုစိကတ်တော်စိတ်ကြည်လင်ပေအံ့ဟုမိမာတော်ပေမည်စိတ်အကြံတိုင်းအမှန်များကိုကြည်၍အချင်းမတို့ဤညသည်လွန်စွာအပြည့်ကင်းသောညဖြစ်၏ငြိမ်းချမ်းလှပေ၏ရှုမောဖွယ်သည်ဤလိုညာမျိုးဝယ်အဘေယဟန်ပုံနာတို့ကိုစိကတ်တော်ငါဤစိတ်ကြည်လင်နိုင်မအံ့နီထိုအခါ ပူရနာကတ္တပ ਈ ဂုံကိုချီးမွန်းလိုသောအမတ်မှာ"အိုးမင်းကြီးပူရနာကတ္တပသည်ကိုးကွယ်စည်းပူးထိုက်သောဆရာကြီးတဦးဖြစ်ပါ၏ဖရာ"ထို့သို့လျှောက်တင်တော်လဲအဇာတတမင်းက စိတ်စိတ်သာနေလေသည် ထို့သို့သောအခါအမတ်တဦးမှာ"အရှင်မင်းကြီးဤလိုညာမျိုးဝယ်မက္ခလိဂောသာလဆရာကြီးအားစီးကပ်သော မင်းကြီးစိတ်ကြည်လင်နိုင်ပါれဖရာ"ထို့အမတ်ကမက္ခလူဂောသာလကတ္တဆရာကြီးအကြောင်းလျှောက်ထားတော်လဲ အဇာဒဒမင်းက မတုံမလုံစကားမဆိုငြိမ်သက်စွာပင်ရှိလေသည်ထိုအခါအဇိတကေတကမ္မလတိတ်တီဆရာကြီး၏ဂုံကိုချီးမွမ်းလိုသောအမတ်တယောက်မှရှောက်ထားလိုပါသည်ဖျားဤမာဂရာတိုင်းဝယ်စိတ်ကိုကြည်လင်စေနိုင်သောဆရာကြီးအဇိတကေတကမ္မလထံစီကပါမူရှုပ်ထွေးတွေးဝေနေသောစိတ်တို့ကြည်လင်တန်ရှင်းသွားစေနိုင်ပါれအရှင်မင်းကြီးသို့သော မင်းကြီးအဇာဒဒကတုတ်တုတ်များမလှုပ်ချေထိုချိန်တွင် တဦးသောအမတ်မှာ အရှင်မင်းကြီးမင်းကြီးစိတ်ကြည်လျံစီးကမှုကျွန်ုပ်ညွှန်ပါအံရာဇဂိုပြီဝဲပြဿနာများစွာကိုဖြေရှင်းနိုင်သောဆရာကြီးပကုစကိဇာယနာရှိပါသည်ဖရာသို့သောမင်းကြီးကစိတ်စိတ်သာနေလေသည် ထိုအခါအမတ်တဦးမှာရှောက်တင်လိုပါသည်ဖရာဤတိုင်းဌာနေမှ စိတ်ကိုကြည်လင်စေနိုင်သောဆရာကြီးတဦးရှိပါသေးသည်ထိုဆရာကြီးမှာတင်စရပေလထပုဒ်တာဖြစ်ပါသည်ဖရာ တို့တိုင်းမင်းကြီးငိမ့်တယ်မြဲသာထောခါဝဲအမတ်တအူးမှာမြတ်တော်မင်းကြီးကျွန်တော်မျိုးဤဆရာကြံပါသေးသည်ထောဆရာသည်ယတနာမေကွန်းထောင်ပေါင်းများစွာဖြည့်ရှင်ပေးတတ်သူဖြစ်ပါ၏ထောဆရာကနိဒနာပုဒ္ဒဖြစ်ပါれဖျားထောတို့ဂုံပုံညွန့်ဆိုတော်လဲအဇာတတမင်းမှာအနှဲငယ်သောဇကားများမဆိုပေဇီဝကအမတ်သည်မင်းဤပရိယေကိုတည်တော်လဲစိတ်စိတ်သာနေလေ၏ထောနောက်အဇာတတမင်းလဲ ဟဲအမတ်ဇီဝကတင်းဒီအဘဲကြောင့်တိတ်ဆိတ်တာနေတနီဇီဝကအမတ်လဲနေရမထကမြတ်စွာဘုရားရှင်သရင်300အရတို့လက်အုပ်ချီကမြတ်သောအရဟံတမ္မာတန်ဗုဒ္ဓစာသောဂုံနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်သည် ကျွန်တော်မျိုး၏တရက်ဥယျံတော်၌1205ချိတ်သောယဟန်တို့နှင့်သရင်သုံးနေပါ၏ထိုမြတ်စွာဘုရား၏ကောင်းသောဂုံကောင်းသောကြော်သောတန်တို့သည် နေရာအနှံ့ပြန့်နှံ့လေပြီး အရဟံအစရှိသောဂုံတော်တို့ဖြင့်လည်းပြည့်စုံတော်မူ၏မြတ်စွာဘုရားရှင်အားမင်းကြီးစည်းကတော်မူပါ ဟောကြားသောတရားကိုနာယူပါအသင်မင်းကြီးတိလိုသောပြဒနာကိစ္စအဝဝတို့အားမြတ်စွာဘုရားအားမေးလျှောက်တော်မူပါဗျာကောင်းချေပြီငါသင်နှင့်အတူတကားတရားဥယျံသို့သွားပါမည်အချင်းစီဝကသင်သည်ငါအားမြတ်စွာဘုရားတရင်သုံးနေထိုင်တော်မူသောအရာတို့ဥဆောင်တော်ကောင်းလာပါပြီအသင်မင်းကြီးအသင်မင်းကြီးတိလိုသော စိတ်ကြည်လင်တန်ရှင်းသောပြဒနာကိုသိလိုသောအကျွန်လိုက်ခဲ့ပါမည်။ကောင်းပေပြီအချင်းစီဝကထို့နောက်စင်မြင့်တို့ပြင်ဆင်စေ၏။အဇာတတမင်းလည်းမင်းပရိသတ်အချံရံတို့ဖြင့်ရာဇဂျိုရွှေနန်းတော်မှထွက်ခွာလေသည်။စင်ရထားမြင်းရထားဘူပါမှုမှန်မိဖုရားကိုလုတ်တော်အချံရံများဖြင့်မြတ်စွာဘုရားရှိရာတရေဥယျံတော်သို့ခြီလေသည်။တရေဥယျံသို့ရောက်သောအခါစီဝေးရာတစောင်း၌စံတော်မူသောဖုရားရှင်နှင့်တကား ယဟန်အပေါင်းတို့ကိုအဇဒတမင်းရှ िख ိုးပူဇော်လေသည်ဇီဝကငါသည်ဤသို့တုံလှုပ်ချင်းကင်းသောဖျားရှင်နှင့်တကားတပည့်တန်ခါယဟန်အပေါင်းတို့ကိုငါမမြင်ဘူးပါငါသည်ဖျားရှင်နှင့်တကားသောယဟန်တို့ကိုလွန်စွာကြည်ညိုမိပါ၏ထို့နောက်အဇဒတမင်းလည်းကြည်ညိုစွာဖြင့်ဖျားရှင်ကိုရှ िख ိုးပြီးတော့မြတ်စွာဘုရားတပည့်တော်အားစိုးရင်တော့ကကင်းစီတော်တရားတော်ကို ဟောကြားပြီးတော်မူပါဗျာ ကောင်းချီပြီးတကားတော်မင်းကြီးထောညာ၌မြတ်စွာဘုရားရှင်သည်အဇာတတမင်းအားတမညဖလာတုတ်ကိုဟောကြားတော်မူ၏မှန်မှဘုရားမြတ်စွာဘုရားရှင်သည်အဇာတတမင်းနှင့်တကားတရားနာပရိသတ်တို့ကိုတမညဖလာတုတ်ကိုဟောကြားတော်မူလေသည်အဇာတတမင်းသည်တရားတော်ကို ကောင်းစွာနားယူလေ၏တမညဖလာတုတ်အဆုံး၌အဇာတတမင်းလည်းစိတ်ဤကြည်လင်သောအဖြစ်သို့ရရှိခဲ့လေပြီဒါယကာမင်းကြီး ငါဖះဟောကြားခဲ့တာတာမညဖလာတုပ်ဖြစ်ပေတယ်။အိုးယဟန်တို့အဇဒတမင်းဒီအဆွေခင်မွန်းယုတ်ဖြစ်သောရှင်ထေဝရနှင့်ပေါင်းဖော်မိချေသည်တို့ဖြစ်၍အဖသကံကိုကျူးလွန်မိခဲ့ပြီးအကယ်၍မကျူးလွန်ခင်ညာအံတရားအစုံ၌မက်ဖို့ရရှိသူဖြစ်ပေမည်။သို့သောအဖသကံကျူးလွန်၍မက်ဖို့ကားမရရှိတော့ပေ။ငါဖះအားလွန်စွာကြီးညိုခြင်းကြောင့်၎င်းဒါမညာဖလာတုတ်တရားနာရသောအကျိုးကြောင့်၎င်း အစားတတမင်းသည်ကြခံရသောမဟာဝီစီငရဲ့သို့မကြရောက်နိုင်တော့ပေ။သို့တော်လည်းအဖတာကံကြောင့်အနှစ်၆တောင်းတက်တန်းရှိသောလောကဟုံပီငရဲ့သို့သာ ကြပြီတော့အံ။ထိုငရဲ့မှလွတ်လျင်ဝီစီတာဝိဒေတာမိသောပိစေကာဗုဒ္ဓဖြစ်ပေလိမ့်မည်။ထိုအခါယဟန်ပရိသတ်တို့လည်းတာမညဖလာတုပ်ဤနာယာချင်းအကျိုးကို စင်ကျင်မိလီတော့သည်။ပြီးပါပြီ။ဟုတ်ကဲ့အာဘိနာဆင်ပေးခဲ့ကြတဲ့ ညီကိုမောင်နှမများနဲ့တကွာအမိမြန်မာပြည်သူပြည်သားများနေကောင်းကျန်းမာရှိကြပါစေလို့ကျွန်တော်တို့ဒိုကေဝိုင်းတော်သားများမှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ